ါတီမဘုံနဲ့အသက်ကြတဲ့တိုင်းသားပါတီတွေရှိလာတာကြောင့်နိုင်ငံရေးပါတီတွေအစုအဖွဲ့တိုးချဲ့ဖို့ပါတီတွေအချင်းချင်းဆွေးနွေးကြမှာဖြစ်တယ်လို့ပြည်သူ့ပါတီ PP ကဥက္ကဋ္ဌဦးကိုကိုကြီးကဆီယန်နိုင်တဲ့ထဏာကိုပြောပါရတယ်။နိုင်ငံရေးပါတီတွေအချင်းချင်း2025ခုနှစ်မတ်လ18ရက်နေ့မှာအစည်းအဝေးခေါ်ပြီးဆွေးနွေးကြမှာဖြစ်ကြောင်းသိရပါရတယ်။နိုင်ငံရေးပါတီတွေအချင်းချင်းဆွေးနွေးမဲ့အစည်းအဝေးမှာနိုင်ငံရေးပါတီတွေအစုအဖွဲ့တိုးချဲ့ဖို့ကိစ္စတွေဆွေးနွေးမှာဖြစ်ကြောင်းရှေ့လုပ်ငန်းစဉ်တွေထဲမှာသဘောတူညီမှုရရှိပြီးသားအချက်တွေနဲ့နောက်ထပ်အစ်စ်သဘောတူညီမှုရရှိဖို့ဆွေးနွေးမဲ့ကိစ္စတွေလည်းပါဝင်တယ်လို့ပြည်သူ့ပါတီ PP ကဥက္ကဋ္ဌဦးကိုကိုကြီးက ဆီယန်နိုင်တဲ့ထဏာကိုပြောပါတယ်အော်ကျွန်တော်တို့ဒီနိုင်ငံရေးပါတီများအနှုတ်အဖွဲ့ဆိုပြီးတော့ကျွန်တော်တို့ပါတီအားလုံးထဲမှာရွေးချယ်ထားတာရှိတာပေါ့နော် 16ပါတီအဲတော့16ပါတီကနေပြီးတော့မှဥဆောင်ပါတီ၄ပါတီပြီးတော့မှအလဲကျခေါင်းဆောင်တာဝန်ယူမှုနဲ့တွားတဲ့အခါကျတော့အဲ့ဒီနောက်ပိုင်းမှာပါတီမှတ်ပုံတင်အတက်ကျတဲ့ဘိုင်းသားပါတီကိုလည်းတော်တော်များများရှိလာတယ်ရှိလာတော့ကျွန်တော်တို့ကဒီဟာကိုအစုဖွဲ့တိုးချဲ့ဖို့ကိစ္စအဲ့ဒါကိုပြည့်ခဲ့တဲ့ NSDNC နဲ့အစည်းအဝေးမှာလည်းပဲဒါကျွန်တော်တို့ဟိုအကြံပြုလမ်းညွှန်ခဲ့တာရှိတယ်ဆိုတော့အဲ့ဒါကြောင့်ဒီကိစ္စလေးတွေလည်းဆွေးနွေးမယ်နောက်ကျွန်တော်တို့ ရှေ့လုပ်ငန်းရှင်တွေပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့လည်းနိုင်ငံရေးပါတီအစုအဖွဲ့တွေမှာရှင်းလင်းကြဖို့အတွက်ဒါကျွန်တော်တို့စီစဉ်ထားတာဖြစ်ပါတယ်ရှေ့လုပ်ငန်းရှင်တွေထဲမှာသဘောတူညီချက်ရရှိပြီးတာအချက်တွေရဲ့နောက်ထပ်အစ်စ်ဆက်မှန်ပြီးတော့ဆက်လာသဘောတူညီမှုရဖို့အတွက်ရှင်းလင်းတဲ့ကိစ္စတွေဒါတွေလည်းကျွန်တော်တို့ရှင်းလင်းကြမှာပါပဲ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ညီငယ်ရေးဖော်ဆောင်မှုညီနိုင်ရေးကော်မတီ NSPNC နဲ့နိုင်ငံရေးပါတီတွေအစုအဖွဲ့ရဲ့အလုပ်အဖွဲ့တွေဟာ2025ခုနှစ်ဇန်နဝါရီ23ရက်နဲ့24ရက်ဒီမှာတွေ့ဆုံဆွေးနွေးခဲ့ပါတယ်။အဲ့ဒီဆွေးနွေးပွဲမှာ2008ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးသဘောထားစုစည်းချက်53ချက်ကိုသဘောတူညီချက်လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်းဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ပြည်ထောင်စုအဖြစ်ဖွဲ့စည်းတည်ဆောက်တည်ဆိုတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေမှာပြင်ဆင်ပြထက်မှုသဘောတူဆုံးဖြတ်နိုင်ခဲ့တဲ့အပြင်ဆွေးနွေးချက်9ချက်နဲ့ပြင်ဆင်မှုထပ်မံတင်ပြထားတာတွေလည်းရှိတယ်လို့သိရပါတယ်။နိုင်ငံရေးပါတီတွေအလုပ်အဖွဲ့တိုးချဲ့ဖွဲ့ ွယ်စည်းဖို့အစည်းအဝေးခေါ်ယူပြီးဆွေးနွေးကြမှာဖြစ်ကြောင်း NSPNC နဲ့ဆွေးနွေးဖို့ဘဲချက်တူကိုထပ်မံထည့်ရမယ်ဆိုတဲ့ကိစ္စလေးလည်းဆွေးနွေးမှာဖြစ်တယ်လို့အမျိုးသားဒီမိုကရေစီအင်အားစုပါတီ NDF ကအထူးအခရာဦးထောင်ကျော်ကဆက်ရနိုင်တဲ့ဌာနကိုပြောပါရယ်ကျွန်တော်တို့ဆက်ဆောက်ပါတီပေါ့နော်အလုပ်အဖွဲ့ရှိတာပေါ့အလုပ်အဖွဲ့ကိုရှိမှတော့က NSPNC ကနေမှတင်ထပ်တိုးလာတဲ့ဒိုင်းနာပါတီတွေရှိတယ်အဲဒီအတွက်တော့ဟို94ပါတီလောက်ထိတိုးချဲ့ပြီးဖွဲ့စည်းဖို့ဆိုပြီးတော့မှကျွန်တော်တို့ကအော်ဂနိုက်ဇ်ဆင်မှာတော့ ခုကျွန်တော်တို့က18ရက်နေ့မှာ18ရက်နေ့နေ့လက်တနားပေါ့နော်ဒီမှာဒီဒီဝေတော့ခေါ်တာတယ်စကားပါတီကဒီဝေပြီးတော့မှလက်ပြကန်ရတဲ့ဟာဒီလိုတော့ကြိုးဖို့ပေါ့အဲ့အဲ့ဟာတခုလို့ရှိတယ်ဟိုကျန်နာကတော့ကျွန်တော်တို့ NSPNC နဲ့ကျွန်တော်တို့ဆွေးနွေးနေတဲ့အချက်ရှိတယ်လေအဲ့မှာကျွန်တော်တို့ကသုစုပေါင်း53ချက်ကတော့သဘောတူညီပြီးသားရရတယ်ပေါ့လေအဲ့မှာနောက်ပိုင်းဆက်ဆွေးနွေးမဲ့အချိန်ကြီးဒီမှာကျွန်တော်တို့ဘာတွေခက်ခဲကြမလဲဆိုတဲ့ဟာပေါ့အဲ့လောက်ကိုဆွေးနွေးဖို့ပေါ့နော် လက်ရှိမဲ့ပုံတင်ခွင့်ပြုပြီးသားပါတီရဲ့ကြားထဲမှာနိုင်ငံရေးပြုပြင်ပြောင်းလဲမှုအဆိုပြုချက်တစ်ခုကိုသဘောတူညီချက်ဖြစ်လာဖို့အထူးဆောင်ရွက်နေကြောင်းနိုင်ငံရေးပါတီတွေကပြောပါရတယ်။အဲ့ဒီပြင်ရွေးကောက်ပွဲအပြီးမှာဘဲပုံတရံသွားကြမယ်ဆိုတာကိုပါတီတွေအချင်းချင်းကြိုတင်ညှိနှိုင်းထားခြင်းအဖြစ်ပို့ရေးကောင်းမွန်တဲ့ဖက်ဒရယ်ပုံတရံပို့ရေးကောင်းမွန်တဲ့ဒီမိုကရေစီပုံတရံတွေကိုပြ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 င်ဖြစ်စေဖို့ဖော်ဆောင်နိုင်မှာဖြစ်တယ်လို့နိုင်ငံရေးပါတီတွေကပြောပါရတယ်။